တောမကွန်အောင်ချမ်းသာတဲ့တထေကြီးရဲ့ဇနီးဖြစ်နေပေမယ့်ဒွေရင်တီအသားနေထုတ်တွေရောင်းကစီဝါရဲ့လောက်ကိုင်းနေတဲ့မင်းသမီးချောနန္နာလိုက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေးအိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီ လိုရင်းတိုင်းရနေတဲ့ခရိုနီတတိယကြီးရဲ့ဇနီးဖြစ်ပေမယ့်ကိုပိုင်ဒူရင်ချန်ထွဲ့ဒူရင်ဒီသားတွေကိုအနေအထုတ်ဖြစ်ပြုလုပ်ပြီးစီးပွားရေးလုပ်ကိုင်နေသူကတော့မင်းသမီးကြီးနန္နာလိုင်ပဲဖြစ်ပါရည်မောင်မင်းသမီးချောလေးနန္နာလိုင်ဟာတစ်ချိန်က TV ကြော်ညာတွေဗီဒီယိုစကားတွေနဲ့ရုပ်ရှင်စကားကြီးတွေမှာမပြတ်တမ်းနေရယူထားတဲ့သူဟာအနုပညာလောကရဲ့ထိတ်တန့်စင်းဝင်မင်းသမီးချောတယောက်ဖြစ်တယ်လို့သူမရဲ့အလားတရားကိုလည်းလက်ရှိခြေတဲ့ထိသိမ်းထားနိုင်သူဖြစ်ပါရည်မင်းသမီးနန္နာလိုင်ကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတတိယကြီးစီးဝင်တဲ့ဈေးကမ္ဘာလုပ်ငန်းစုရဲ့ပိုင်ရှင် တိကြီးဥခင်ရွှေရဲ့သားဖြစ်သူကိုစီတရားနဲ့လက်ထပ်ခဲ့တာပါ။တမီလေးတော့အုံမွေးဖွားခဲ့ပြီးတော့တာယာပြောရွှေနဲ့အိမ်အောင်ရေးကိုပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါရည်။ကိုစီတရားနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတော့အမှုပညာလုပ်ငန်းတွေကိုဆောင်ရွက်မှုနဲ့ပါသွားခဲ့ပြီးအိမ်အောင်ကိစ္စတွေနဲ့ရင်သေးလေးတွေတက်တာချိန်ပေးခဲ့သူပါ။မဖြစ်မနေတယောက်ရမယ်ပွဲမျိုးတွေမှာတွေ့ရတတ်ပြီးတော့အင်တာဗျူးလက်ခံဖြေဆိုတာတွေလည်းမရှိသလောက်ဖြစ်ခဲ့တာပါ။နန္ဒာလိုင်ကမိသားစုတွေအရှင်မာကောင်မိခင်ကောင်တို့အဖြစ်သာနေထိုင်ခဲ့ပြီးတော့အမှုပညာလုပ်ငန်းတဲ့သူမမိသားစုရဲ့မျိုး ုံရုံစင်ဆက်လုပ်ကင်ခဲ့တဲ့ဒူးရင်ချံလုပ်ငန်းကိုပုံမဥစားပေးခဲ့တာပါနန္ဒလိုင်တို့ရဲ့ဒူးရင်ချံကဧကပေါင်းများစွာကျေဝန်းသလိုဒူးရင်သိရသည့်ချိန်မှာတနိုင်ကလုံးကိုအများဆုံးဖြန့်ပြူရောင်းချလေရှိတဲ့လုပ်ငန်းကြီးတစ်ခုလေးဖြစ်ပါတယ်ကေမောဖြစ်သူတထေကြီးကိုစေတရားတယောက်ထိသိမ့်ခင်ရပြီးတဲ့နောက်မှာတော့နနာလိုင်းနေနဲ့အမှုပညာလောကနဲ့ပုံမလန်ဝေးသွားခဲ့တာပါပြီးခဲ့တဲ့တစ်ချက်မတိုင်ခင်မှာတော့ကေမောဖြစ်သူကိုစေတရားက၃နှစ်လောက်ထိသိမ့်ခင်ရတာကနေပြန်လည်လုံးမြောက်လာခဲ့ပါတယ် ကင်မွန်ဖြစ်သူကိုစေတရားကစီးပွားရေးလုပ်ငန်းတွေပြန်လည်ဦးစီးလုပ်ကိုင်းနေတယ်လို့မိသားစုတွေတူတူနေဖို့အတွက်ခြံကျဲကြီးတစ်ခုထဲမှာနန်းတော်ဓမြကြီးမာရင်အင်းသိကြီးကိုလည်းအမြန်ဆုံးပြီးအောင်ဆောက်လုပ်နေခဲ့ပြီးဖြစ်ပါတယ်။နန္ဒာလိုက်ကလည်းသူမရဲ့စီးပွားရေးဖြစ်တဲ့ဒွေးရေးချက်လုပ်ငန်းကိုပုံမအားဆိုင်လာခဲ့ပါတယ်။မကြခင်ရက်ပိုင်းမှာတော့နန္ဒာလိုက်ဟာသူမရဲ့ခြံထွက်ဒွေးရေးသီးတွေဒွေးရေးသီးအနှစ်ထုပ်ဒွေးရေးသီးနဲ့ပြုလုပ်ထားတဲ့ရေခဲကြောင်းရေခဲတုပ်တွေကိုအွန်လိုင်းမှာတီးပြီးတော့ရောင်းချခဲ့တာပါ။အထူးသဖြင့်တော့ဒွေးရေးသီးအသားနှစ်တွေကိုတီးတန့်ထုတ်ဖို့ရောင်းချတဲ့ပုံစံနဲ့ရောင်းချပေးလာခဲ့ ဲ့တာပါအစိမပါတဲ့တွေ့ရသည့်အသားသီးသန့်ကိုစားသုံးကျင်သူတွေနဲ့အချောင်းမုံတွေနဲ့မှရောပြီးတော့သုံးပြုလို့သူတွေအတွက်အဆင်ပြေစေဖို့လှုပ်ဆောင်ထားတာပဲဖြစ်ပါတယ်တချို့မှာဝိုင်းကယ်ကြီးပါတဲ့တွေ့ရအနှစ်ထုတ်ကိုမြန်မာကျပ်ငွေ9000နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်မင်းမီးရဲ့ချန်တွဲအစိမ့်မပါတဲ့ဒူရင်တီအသားနဲ့ထုတ်ကိုတကူတကအားပေးခြင်းတဲ့သူတွေကလည်းလက်မလည်အောင်ရောင်းကောင်းနေကြတာဖြစ်ပါတယ်။တကီလိုကို9000ဆိုတဲ့ပမာဏကလူတတော်များတွေများပြတဲ့ပမာဏဖြစ်နေနိုင်မိမယ်။လူချမ်းသာတွေတတော်ပြောပါလောက်တဲ့ပမာဏမဟုတ်ပါဘူး။နနာလိုက်နေ အနေနဲ့လည်းခုလိုတွင်းရင်သည့်အသားအနှစ်ထုတ်တွေကိုကြည့်ရတဲ့လူဒန်းစားတွေအတွက်ရည်ရွယ်ခဲ့ပုံရှားပါရယ်ထေတန်းခရိုနီကြီးရဲ့တတိကတော်ဖြစ်ပေမဲ့မီယိုဖလာတွင်းရင်ချန်လုပ်ငန်းကိုကိုရိုင်းဦးစီးပြီးတော့စီဝါရေးအိုင်ဒီယာမျိုးမျိုးနဲ့လုပ်ကိုင်နေတဲ့နန္ဒာလိုင်ကိုချီးကျူးနေကြသူတွေရှိသလိုဝေဖန်နေကြသူတွေလည်းရှိနေကြတာပဲဖြစ်ပါရယ်ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်ဗီဒီယိုလေးကိုစုံတီချီချူအပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလေးအတိတ်တော်သတင်းနဲ့တူပြန်လည်ဆုံတွေ့ကြရအောင်ပါအလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်